မင်္ဂလာပါမင်းဆန်ဒီနေ့ကတော့ဒီတိုင်မျိုးနယ်ဓမာယုံလမ်းထဲမှာရှိတဲ့ Gallery Oma ရဲ့မျက်နှာချင်းတိုင်းမှာရှိတဲ့ Manuel Cafe နဲ့ဒီ Vietnamese Raw ပေါ့နော် Vietnam ခေါက်ဆွဲဆိုရင်နာမည်ကြီးရဲ့ဒီ RAUU Raw လို့တန်တူလာတယ်ဟုတ်တယ်နော်ဆိုဒီဇိုင်းရဲ့အပြင်မှာထိုင်လဲရရတယ်။ဒါပေမဲ့ဒီဇိုင်းလာမောက်ဘာလို့ပြင်မှာထိုင်မှာလဲ။ထဲထဲမှာထိုင်မှာပေါ့နော်။ထဲထဲမှာလည်း decoration တွေကလှတယ်။အဲ့တော့အပြင်စင်လေးရတယ် mic ။အဲ့ဒီဇိုင်းမှာဘာရမလဲဆိုရင်ဒီ Vietnamese coffee နဲ့ Vietnamese ခေါက်ဆွဲရမယ်။အဲ့တော့ I mean Vietnamese coffee တဲ့မှာဆိုရင်နှစ်မျိုးမှားလိုက်တယ်။အဲတစ်ခုကကြောက်ကြက်ဥအနှစ်နဲ့တစ်ခုကကြောက် drip coffee drip coffee ကကောင်းတယ်ဒါပေမဲ့သူ့ရဲ့ပါဝင်မှုကနည်းတယ်ဗောနော်တောက်ရမဝ။အဲဒီကြက်ဥအနှစ်နဲ့ကြတော့ညီမယ်လို့ထင်ထားမညီဘူး။ဟို nose လေးရဲ့တကြားလေးရဲ့နည်းမှုမွေးလေးနဲ့မစိုးဘူး။အဲဒါကတော့ Vietnamese drip coffee လေး။ဒါကတစ်ခွက်ကို6000လာမသိဘူး။ဆိုတော့ကြက်ဥအနှစ်လေးနဲ့အပေါ်မှာအဲ့လိုမျိုးလေး ဆိုတော့ဒါကတော့ Vietnamese spring roll ဒီမှာပစုံနေလဲအများကြီးပဲအထဲမှာကန်လို့ရှိရင်ကွာအထဲကပါဝင်တဲ့ဒီ veggie ကဟိုလက်ဆက်တာကိုတည်တာ fresh pickman တည်တာအဲ့တော့မြေပဲနှစ် sauce နဲ့တို့စားပါတော့နော်မြေပဲနှစ် sauce များများလေးနဲ့မြင်မြင်တို့စားပို့ပြီးသဘောကြတယ်အဲ Vietnamese ဒါတော့ Vietnamese ခေါက်ဆွဲပါတော့ခေါက်ဆွဲကို Vietnamese အာ beef fire beef fire အခြေရကြတော့ဒီအချိုရတာပါတော့ရတာပေါ့ပေါ့လေးပဲ သူကရိုးရိုးအယိုးပြုတ်ရေပေါ့နော်ဒီဘက်ကဒါကကျတော့အဆက်အဆက်ကကျတော့သူကအင်းပဲသွေးနဲ့ဝက်လက်နဲ့ပါတယ်ပဲသွေးပါတဲ့ဟာတော့တိတ်ပြီးတော့သဘောမကျဘူးဒါပေမဲ့ကိုရင်လုတ်တယ်ဆိုရင်တော့သဘောကျတယ်အဲမင်းကကျတော့အဲ့လိုမျိုးအရွက်တွေထက်တောင်းလိုက်တယ် အဲ့လိုမျိုးပင်စင်းရွက်တို့ပါပါတဲ့အရွက်တွေပေါ့နော်အရွက်ကတမျိုးလိုနေတယ်အဲ့အရွက်လေးပါရင်ပိုကောင်းမှာအဲ့အရွက်တွေအလိုခြေပြီးတော့ထည့်လိုက်လို့ရှင်သူ့ရဲ့ဒီ half တွေကပို့ပြီးတော့မှုေးပါပေါ့နော်ပင်ကြီးဒီလေးထည့်တမယာဒီလေးညှက်ပြီးစားတဲ့အခါမှာပို့ပြီးရတာရှိတယ်နောက်ကအဲ့ခွေးလေးတွေရဲ့အတန်လေးတွေခွင်းလုပ်ပေးပါနော်အဲ့ဒီထဲမှာပါတဲ့အသားလေးဆိုရှင်သူကအမဲကြွတာလုံးပါတယ်ပြီးအမဲသားပြားလေးပါတယ်အဲ့လိုဗီယက်နမ်လိုမျိုးလေးအမဲသားအစိမ်းလေးကို နူးနူးညံ့ညံ့လေးအပေါ်ကနေအဲ့လိုလေးတင်ပေးလိုက်ရင်ပိုသဘောကျပေါ့ဒါပေမဲ့မြန်မာတွေကအဲ့လိုမျိုးအစိမ်းထည့်ပြီးတော့သဘောကျအောင်မဟုတ်ယာဆိုတော့ဒါတော့အမျိုးမျိုးစားပြီးသွားပါပြီခေါက်ဆွဲတော့အများကြီးကျန်တယ်အဲ့တော့ဒီမှာသဘောကျဆုံးဆိုရင်တော့အမေ Vietnamese Spring Roll နဲ့ Vietnamese Coffee ကိုသဘောကျတယ်။အော် Vietnamese Spring Roll က2000 2000 Vietnamese Bar တပွဲကို2000လို့ဆိုတော့ဈေးနှုန်းကတော့နည်းနည်းလေး pricey ဖြစ်တယ်။နောက်တစ်ခါလာစားဆိုရင်ဘာစားမလဲဆိုတော့ Spring Roll နဲ့ Vietnamese Coffee လာတောက်မှဖြစ်ပါတယ်။ ားလုံးကျေးဇူးတင်ပါတယ်ဒါကတော့ကြာတင်ဝင်လေးပါအားလုံးပဲ good night ပါ bye bye